ားလုံးမင်္ဂလာပါခင်ဗျာ welcome back to next step youtube channel next step youtube channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဟုတ်ကဲ့ခင်ဗျာကျွန်တော်ဒီတစ်ပတ်တင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့ UFC 322နဲ့ UFC 323ရဲ့ update ring လေးတွေနဲ့အတူ welterweight တန်းကိုတက်ထိုးတဲ့ Islam Makhachev ကတော့ the world 2 title champion အတွက်ဘယ်လိုရရှိအောင်စူးစမ်းဆွမ်းဆောင်လုပ်နိုင်ခဲ့ပုံတွေနဲ့အတူကျွန်တော်တို့ရဲ့အချစ်တော် Joshua Ban ရဲ့ update ring လေးများကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ခင်ဗျာအခုကျွန်တော်တို့ ဂျိုရှာပိုင်ရဲ့အကြောင်းကိုမပြောခင်မှာအရှင်းဆုံး UFC ရဲ့အတိတ်သတင်းလေးများနဲ့အရှင်းဆုံးမိတ်ဆက်ပေးပြရစီခင်ဗျာအားလုံးတိကျတဲ့အတိုင်း UFC ကဂိုင်းချုပ်ကြီးဒန်နာဝိုက်ကတော့ UFC 323ရဲ့ပွဲစဉ်တွေကိုကြေညာထားခဲ့ပြီးပဲဖြစ်ပါတယ်ဒီ UFC 323ရဲ့ပွဲစဉ်တွေကတော့ဒီဇင်ဘာ6ရက်နေ့မှာ American နိုင်ငံ Las Vegas မြို့ရဲ့ T-Mobile Arena ကွင်းကြီးထဲမှာကျင်းပသွားမှာဖြစ်ပါတယ်ခင်ဗျာ ။ SPK ရဲ့စံတော်ချိန်ည10:00နာရီတိတိအချိန်မြန်မာစံတော်ချိန်တနင်္ဂနွေနေ့မနက်အချိန်မှာရေကုန်ရေကန်းရှင်ပြိုင်ကစားအသွားကြမှာဖြစ်ပါတယ်ခင်ဗျာ။ဒေနာဝိုက်ရဲ့ချိန်ညာချက်ထက်မှာ UFC 323ပြိုင်ပွဲမှာသဘော2တိုက်တဲ့ fight အဖြစ် Champion ကပတ်လူပွဲ2ပွဲအပါဝင်မဲ့ဖြစ်ပါတယ်ခင်ဗျာ။ပွဲပေါင်း14ပွဲကျင်းပသွားမှာဖြစ်ပြီးဒီပွဲတွေမှာချန်ပီယံကပတ်လူပွဲက2ပွဲတိတိပါဝင်ကျင်းပသွားမယ်သဘောပဲဖြစ်ပါလိမ့်ခင်ဗျာဒီချန်ပီယံကပတ်လူပွဲ2ပွဲထဲမှာ ကျွန်တော်တို့မြန်မာပြည်တကြီးမြော်လင့်ဆောင်စားနေတဲ့ဂျွန်ရှော်ဘန်နဲ့အလက်ဆန်ဒါပန်တိုချာတို့ရဲ့ပွဲစဉ်လေးအပါဝင်ပဲဖြစ်ပါလေခင်ဗျာနောက်တစ်ပွဲကတော့ဘန်တာဝိတ်တန်းကမော်ရက်ဒီပလီရှိဘီလီနဲ့ former champion ပီတာယန်တို့ရှင်ပြိုင်ကစားပြီး champion ကပတ်လူရမယ်ဒိတ်တိတ်ကျဲခေါင်ပွဲစဉ်တွေပဲဖြစ်ပါလေသူတို့နှစ်ယောက်ရဲ့ပထမပွဲစဉ်မှာတော့မော်ရက်ကအချိန်မောင်းများစွာရန်ကိုတိတ်တောင်းယူပြခဲ့ပြီးကစားသွားခဲ့ပါလေ မော်ရက်ကတော့အလုံးသိတဲ့အတိုင်းပဲဂရပင်းမှာတကက်အကျန်းစားဖိုင်တာတယောက်ဖြစ်တာနဲ့အညီတပွဲလုံးကိုဦးဆောင်ပြီးအချိန်ပေါင်းများစွာတိတ်တောင်းနေတဲ့ရန်ကိုဒုက္ခလှလှပေးခဲ့ပါလေရန်ကလည်းအချိန်ပေါင်းများစွာတိတ်တောင်းနေကိုခုခံပြခဲ့ပါလေတပွဲလုံးမှာတိတ်တောင်းအထက်ကဘလောက်ရှိခဲ့တယ်လဲဆိုရင်49ချိန်တောင်ရှိခဲ့ပြီး MMA လောကမှာစံချိန်တစ်တင်နိုင်ခဲ့ပါလေမရက်ရဲ့တိတ်တောင်းဆက်တဲ့ချိန်ကမြေပြင်ထိကိုလမ်းတက်ရောက်ရှိခဲ့ပြီး38ချိန်ကိုရန်ကကာကွယ်နိုင်ခဲ့ပါလေနောက်ဆုံးတော့မရက်ဒီပလီရှိပီလီကပဲယူနိုနမတ်ဒီဇီရှင်နဲ့အနိုင်ရခဲ့ပါလေခင်ဗျာ significant strike မှာလည်းမရက်ကပဲ135ချက်တောင်ထိုးထားနိုင်ခဲ့ပြီးပီတာယန်ကတော့ထိုးချက်80နဲ့ပြန်လဲတုံ့ပြန်နိုင်ခဲ့ပါတယ်ခင်ဗျာဒီတခါတော့ UFC 323ရဲ့ပွဲစဉ်မှာဒီနှစ်ယောက်ကိုမကြေပွဲအဖြစ် rematch ပြန်တွဲပေးထားခဲ့တာပဲဖြစ်ပါလေယန်ကလည်းဒီတခါတော့မရက်ကိုဆော့ဆော့စီသည်ပွဲသိမ်းဖို့ကြိုးစားတော့မှဖြစ်တယ်လို့ပြောကြားထားခဲ့ပြီး champion ကပတ်ကိုပြန်လဲရယူသွားမယ်လို့ချိန်ဝါထားခဲ့ပါတယ် မရက်ကလည်းချန်ပီယံကပတ်ကိုကာကွယ်သွားမယ်လို့ကြေညာပေးထားတဲ့တွင်ဒီနှစ်ယောက်ရဲ့ပွဲစဉ်ကတော့မပြိုင်ဆိုင်ရသေးခင်မှာပဲ MMA လောကမှာပွဲဆူနေခဲ့တာတော့အမှန်ပါပဲခင်ဗျာကျွန်တော်ဒီတခါတော့ UFC ရဲ့ Epic ဒရင်တစ်ခုဖြစ်တဲ့ Islam Makashat နဲ့ Jack Della Medalina တို့ပွဲကလည်းနိုဝင်ဘာ15ရက်နေ့စနေနေ့ည Sunday မနေ့မှာအကျိတ်နဲ့ထိုးသက်သွားခဲ့ရွေးဖြစ်ပါတယ်ဒီပွဲမှာ Islam Makashat ကပဲအနိုင်ရဘိုးဆွဲခဲ့ပြီးဝိတ်တန်းတစ်ခုရဲ့ချန်ပီယံဖြစ်လို့လာခဲ့ပါပြီခင်ဗျာအခု လိုက်ဝိတ်နဲ့ဝက်တာဝိတ်တန်2တိုက်တဲ့ချန်ပီယံဖြစ်လာတာကတော့သူ့ရဲ့အိမ်မက်တွေကိုဖူးပေးဖြစ်လို့သွားခဲ့ပါပြီတဲ့ big congratulation မှာအစ္စလာမကာရှိုက်ဟီ MMA လောကရဲ့ပြီးပြည့်စုံတဲ့ပွဲတော်ဖြစ်လေခန်းစားခွင့်ရခဲ့ပါပြီဒီပွဲမတိုင်ခင်မှာမကာရှက်ကလည်းဒီ UFC 322ပြိုင်ပွဲမှာအခုဝက်တာဝိတ်တန်ကိုတတ်ထိုးဖို့အတွက်ဝိတ်ကိုစူးစမ်းပြီးတင်ခဲ့ရပါတယ်တဲ့ဝက်တာဝိတ်တန်ရဲ့ပထမဆုံးကပတ်ကိုယူဖို့အတွက်ကျွန်တော်ကိုအားလုံးကစောင့်ကြည့်နေခဲ့ကြတယ်ဆိုတော့သိပါတယ်တဲ့ခါပစ်အလုံးမှာခါပစ်တောင်မလုပြနိုင်ခဲ့တဲ့အရာကိုကျွန်တော်က လုတ်ပြနိုင်မလားလို့လည်းတွေးတင်နေခဲ့ကြတာပေါ့ဗျာဒီပွဲစဉ်အတွက်ကျွန်တော်က၃လလောက်အချိန်ပေးထားခဲ့ပါတယ်ကျွန်တော်ကနဗမ်းပဲကစားခဲ့တာစံပိုပဲကစားခဲ့တာမဟုတ်ပါဘူးတဲ့ Justin Poirier တို့ Volkanovski တို့နဲ့တုန်းကလည်းရှင်ထိုးပြခဲ့သေးတယ်လေတိုင်းပေါင်းစုံ MMA ပွဲစဉ်မလို့ရှင်ထိုးလိုက်ဝင်လုံးလိုက်လုံနေမှာပါပဲတဲ့ Striking တီးတဲ့ Grappling တီးတဲ့ပဲကစားပြနေကြတော့မလိုပါဘူးတဲ့ကျွန်တော်တို့ကြိုတင်စီစဉ်ထားတဲ့အချိန်ပဲရှင်ပြိုင်ကစားသွားမှာပါတဲ့အဆအဆအရာရာကိုတော့ကြိုတင်ပြင်ဆင်ထားခဲ့ပါလေတဲ့ UFC ကမီဒီယာသမားတွေကိုလည်း တက်ကစ္စတန်ကိုလိုက်လံပြီးသတင်းယူနေခဲ့တာမို့ကျွန်တော်တို့ဘလောက်စူးစမ်းပြီးဘလောက်အပင်ပန်းခံနေတယ်ဆိုတာကိုအားလုံးကအမြင်ပါပဲဖြစ်ပါတယ်။ခါပစ်ကလည်းသူ့ရမှာလမ်းမကြီးမှာကျွန်တော်နာမည်ကိုပေးထားသူကိုကျွန်တော်ကလည်းကျွန်တော်ရကလမ်းမကြီးမှာခါပစ်နာမည်ကိုပြန်ပေးဖို့စဉ်းစားထားပြီးသားပါတဲ့။ဂျက်ဒေလာမက်တာလီနာကတကယ်ကျမ်းတဲ့ပေါင်စာတစ်ယောက်ပါပဲ။ဒါပေမဲ့သူကျွန်တော်ကိုအနိုင်ယူပြီးတော့ပေါင်ဖော်ပေါင်မှာအနိုင်ယူဖို့ကတော့လုံးဝမဖြစ်နိုင်ပါဘူးတဲ့။ကျွန်တော်ကသူ့တဲ့ပို့ပြီးစကေးမြင့်ပါတယ်တဲ့။ဒါပေမဲ့အက်ဒါဆန်ဆေးပါရဲ့ဆန်တင်ကိုချိုးနိုင်ဖို့တော့ဘာလို့တော့ကျွန်တော်ကစိတ်ဝင်စားလေးပါဘူးတဲ့။ ဂျက်တယ်လာကိုအနိုင်ယူပြီးတော့ကမ္ဘာတစ်ခုကိုကျွန်တော်ယူပြဖို့တွေးထားခဲ့တယ်။တကစ္စတန်ရဲ့ပထမဆုံးဝေတန်းတစ်ခုရဲ့ချန်ပီယံဖြစ်နိုင်ပြီး UFC ရဲ့စေရောက်မြောက်အစည်းအဝေးကိုလည်းဝင်ကျင်ခဲ့တာမလို့အခုပွဲစဉ်ကသူ့အတွက်အရေးကြီးပါကြောင်းအစ္စတန်မကာရှက်ကပွဲချိုအင်တာဗျူးမှာပြောဆိုသွားခဲ့တဲ့အတိုင်းပဲသူလုတ်ပြနိုင်ခဲ့ပါပြီခင်ဗျာ။သူလိုချင်တဲ့စံချိန်တွေကိုလည်း record တွေကိုလည်းပိုင်ဆိုင်ခွင့်ရရှိသွားပါပြီ။ big congratulation မှာ islamic ka shay you are the one of the the war two title champion in pakistan မှာပဲ မကာရှက်ကတော့ lightweight တန်းမှာလေပွဲပေါင်း15ပွဲအထိကိုအနိုင်ယူပြခဲ့တဲ့ fighter တစ်ယောက်ပဲဖြစ်ပါတယ်ဒီစံချိန်ကတော့ lightweight တန်းမှာလေဘသူမှသူ့လိုစံချိန်မျိုးမရှိခဲ့ပါဘူးဗျာ UFC promotion တစ်ခုလုံးမှာလေဒီလိုဆက်တိုက်နိုင်ပွဲရယူနိုင်တဲ့စံချိန်မျိုးမရှိခဲ့သေးပါဘူး promotion တမိုင်းတစ်ချောင်းမှာစုစုပေါင်း16ပွဲနိုင်ခဲ့တဲ့ fighter ကတော့ Anderson Silva တစ်ယောက်ပဲရှိပါတော့လေ အခုမက်ကာရှက်ကတော့နိုင်ပွဲဆက်တိုက်ဆက်ကြောက်ပွဲနဲ့တူအများဆုံးလည်းဖြစ်လို့သွားခဲ့ပါပြီမတူညီတဲ့ဝိတ်တန်းတစ်ခုမှာချန်ပီယံဖြစ်ခဲ့တဲ့မှတ်တမ်းနဲ့ပေါင်းဖော်ဖော်အကောင်းဆုံးဖိုက်တာရဲ့ record နဲ့ UFC လောကကြီးတစ်ခုလုံးမှာသူ့လောက်စွမ်းဆောင်ရည်ကောင်းတဲ့ဖိုက်တာမရှိတော့ဘူးဆိုတဲ့မှတ်တမ်းကောင်းနေတဲ့တူသဘောတူးတိုက်တဲ့ချန်ပီယံပစ္စတန်မက်ကာရှက်ဖြစ်ခဲ့ပါပြီခင်ဗျာဒီ UFC 322ရဲ့ချန်ပီယံစင်ကာပူပွဲစဉ်တစ်ခုလုံးမှာလည်း Jack Della Maddalena ကို Islam မက်ကာရှက်က ပေါင်းစင်ရှင်ပြီးကစားပြသွားခဲ့ပါသေးတယ်။ဒေလာကဂျေယောတီဂျေယောကောင်းထိုးပြနိုင်ပေမဲ့ distance အကွာဝေးတစ်ခုကိုထားပြီးကစားနေတယ်။မကာရှော့တက်ကတော့အေးဆေးပါပဲ။မကာရှော့ကကောင်တာလော်သူတွေကတော့ထိချက်မှန်းနေခဲ့ပါလေ။ဒေလာကလိုက်ထိုးလီမကာရှော့ကရှောင်းထွက်ပြန်ထိုးနဲ့အကွာဝေး distance တစ်ခုကိုထိန်းပြီးမကာရှော့ကကစားပြသွားခဲ့ပါလေ။တားပြင်းမကာရှက်က chicken chip တွေက leg kick ရော body kick ရော liver kick တွေ head kick တွေရောကထိရောက်လာပါတယ်။ဒေလာကလည်း chicken chip တွေကိုထုတ်သွင်းနေတယ်။တိတ်ပြီးတော့မထိရောက်ခဲ့ပါဘူး။ ဲ့ဒီလိုရှင်ထိုးဟန်ပြနေကလေးကမကာရှက်ကသူ့ရဲ့ grappling ကိုထုတ်သုံးတော့မယ်ဆိုတာအသေးစားပါပဲခင်ဗျာဒီလိုနဲ့ရှင်ထိုးပြီးဟန်ပြညာဖြောက်နေတဲ့တစ်ချက်အစ္စလာမ်ကာရှက်ကလန့်ထိုးပြီးတာနဲ့ပူကောင်းကဒေလာရဲ့ bike ကိုပြည့်ဝင်သွားပြီးပေါင်တစ်ချောင်းလုံးကိုဆွဲမှာကလူကိုလှည့်ပြီးလှဲချလိုက်တဲ့တိတ်တောင်းဟာအစီအစဉ်တင်ဆက်နေသူတွေကတော့ next level လို့ပြောလိုက်ရတဲ့အထိမြန်ဆန်လွန်းပြီးလှပတေသက်လွတ်တော့ပါတယ်တိတ်တောင်းကြသွားတော့ ground မှာပဲပြီးသွားပြီပေါ့ဗျာအလုံးဝမကာရှက်ကိုတုံ့ပြန်ဖို့ကမလွယ်လောက်ပါဘူးဒီလိုနဲ့ first down ပြီးသွားခဲ့ပါတယ် second round နေ third round နေမှာလည်းဒီလိုပါပဲတိတ်တောင်အယူခံရပြီး ground မှာလည်း power bomb နေအကျွေးခံရတာကဒေလာပါပဲခင်ဗျာတခါတလေ stand by မှာထိုးချက်တွေနဲ့ဒေလာက pressure ပေးနိုင်နိုင်တယ်ပါလေ ground မှာတော့ defense အနေထားကနေမတက်ပါဘူး round တစ်ခုမှာတင် ground ရောက်နေတာက70%ကျော်75%ကျော်အချိန်လောက်က ground မှာပဲအချိန်ကုန်နေခဲ့ပါတယ်ဒါတောင်မှအချုပ်ခံရကနီးနီးလေးအချိန်နေမှာပဲဒေလာက defense ကာကွယ်နိုင်ခဲ့လို့သာဆော့ဆော့စီစီပွဲမပြတ်ခဲ့တာပါ ဖို့အန်ဖစ်ရောင်းနေမှာလဲဝင်ထိုးတာနဲ့တိတ်တောင်းယူပြီးသွားပါပြီ။ငားကြီးတုံးဂရောင်းမှာပဲပွဲပြီးခဲ့ရပြီ။ယူနိုက်တက်ဒီဆီရှင်နဲ့ဒိုင်းအားလုံးကအစ်စနမကာချက်ကိုအနိုင်ပေးခဲ့ပြီးသဝတူးတိုက်တဲ့ချန်ပီယံကြီးဖြစ်လာခဲ့ပါပြီခင်ဗျာ။ပွဲပီးစင်ဘောကအင်တာဗျူးမှာတော့အစ္စတန်မကာရှက်ကဒီလိုချန်ပီယံနှစ်ခုရခဲ့တဲ့အပေါ်မှာ This is my dream ဒါငါ့ရဲ့အိမ်မက်ပဲ ဒီကဘက်ကိုရိုက်ယူနိုင်ဖို့တဲ့ငါဘဝတစ်ခုလုံးကိုပါပေးထားခဲ့ပါလေဆိုပြီးဟေးဆိုပြီးကွန်ကြီးထဲမှာအော်ချလိုက်တဲ့အခါမှာပြည်သက်တွေကလည်းအော်ဟေးအပေးမှုကမိုးလုံးညံလို့သွားပါတော့လေခင်ဗျာအဲ့ချိန်မှာမကာရှက်ကငါတကယ်ကိုပဲပျော်ရွှင်ပါတယ်တဲ့ကဘက်ကလေးနေပြီနဲ့ငါတာကိုအရန်ကြိုက်ပါတယ်တဲ့ဒီအချိန်အခိုက်အတန့်တော့ကပဲပင်ပန်းခံပြီးငါစူးစမ်းခဲ့ပါတယ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်နယူးယောက်ရင် thank you ပါလို့အစ္စလာမ်ကာရှက်ကစင်ပေါ်မှာပြောကြားသွားခဲ့ပါတယ်ခင်ဗျာအဲ့ချိန်မှာအင်တာဗျူရာကမင်းကဒီဝိတ်တန်းကို 190ပေါင်အထိကိုတင်ပြီးထိုးရတာမင်းရဲ့စွမ်းဆောင်ရည်ကဘလို့ကွာခြားသွားလဲဘလို့ခြားနာချက်ရှိသွားတယ်လို့မေးလိုက်တဲ့အခါမှာတော့ငါကဘုရားသခင်စီမှာတစ္ဆာဆိုပါတယ်ငါရဲ့ဘွားကတော့ပြောင်းလဲသွားပါတယ်ဝိတ်လဲချเสียမလို့တို့ငါးချီတုံးကိုလည်း next stop တီးသွားနိုင်ပါတယ်ငါကဝက်စလင်လဲလုံးနိုင်ပါတယ်ငါအားလုံးကိုလုတ်ပြနိုင်ခဲ့ပါတယ်ငါအတွက်ဒီညက easy ပါပဲလို့ပြောကြားသွားခဲ့ပါတယ်ခင်ဗျာအဲ့ဒီမှာ interviewer ကမင်းရဲ့စွမ်းဆောင်ရည်ကတော့ဒီညမှာတကယ်ကိုပဲမယုံကြည်နိုင်စရာအမကန်းပါပဲအကရှက်ကြီးမင်းရဲ့ဒီညအတွက် ဂိမ်းပလန်ကဘာလဲလို့မေးလိုက်တဲ့အခါမှာဒါငါရဲ့ပလန်ပါပဲပြုတ်ဝဲမှုလုံးဝမရှိပါဘူးဒါကိုငါရဲ့တိုင်ပဲအားလုံးကလည်းသိနေပါပဲငါ့ကိုဘယ်သူကမှတားလို့မရနိုင်ဘူးဆိုတာပါပဲမင်းဒီဝိတန်းမှာလည်းဒီတိုက်တဲ့ကိုဘလို့ဆက်ပြီးကာကွယ်သွားအောင်မလဲလို့မေးလိုက်တဲ့အခါမှာတော့ကစ္စတမ်ကာရှက်ကအမေရိကန်သမ္မတကြီးရဲ့နာမည်ကိုတိုက်ရိုက်ခေါ်လာပြီး ဒေါ်နယ်ထရန့်ကြီးအင်ဂျီတော်တကောက်ဖွင့်ထားလိုက်တာငါအင်ဂျီတော်ကိုလမ်းနေပြီးပြောလိုက်ပါလေခင်ဗျာဒါတကယ့်ကိုပဲအမကန်းမွေပျော်ရွှင်စရာကြီးနဲ့ပြည်စုံနေတဲ့အစ္စလမ်မကာရှက်ရဲ့သဘောတူးတိုက်တဲ့ချန်ပီယံဖြစ်ခဲ့တဲ့နေ့တနေ့ပါပဲခင်ဗျာဟုတ်ကဲ့ခင်ဗျာကျွန်တော်ဒီတစ်ခါကျွန်တော်တို့ရဲ့အချစ်တော်ဂျိုရှွာဘန်ရဲ့ဒရင်းလေးတွေကိုတင်ဆက်ရမယ်ဆိုရင်တော့အရင်ဆုံးသူ့ရဲ့ opportunity အခွင့်အရေးလေးတွေနဲ့စားလိုက်ချင်ပါလေခင်ဗျာကဲဘန်ရဲ့အခွင့်အရေးတွေကတော့ဗျာ USC မှာအသက်ငယ်ဆုံးချန်ပီယံဖြစ်လာနိုင်မယ့်အခွင့်အရေး ယူအက်စီမှာ heavyweight champion ဂျွန်ဂျုံပြီးရင်ဒုတိယအသက်ငယ်ဆုံး champion fighter တယောက်ဖြစ်လာမှာပါယူအက်စီမှာစုချင်းဝင်တန်းနဲ့ချီပြီးရရှိမယ်အခွင့်အရေးမြန်မာနိုင်ငံအတွက်လည်းဂုဏ်ဆောင်ပြီး UFC ရဲ့ flyweight တန်းမှာပထမဆုံးအသက်ငယ်ဆုံးနဲ့ champion ဖြစ်လာနိုင်မယ်အခွင့်အရေးဒီလိုအခွင့်အရေးတွေအပြင် UFC ရဲ့ fighter of the year နဲ့ fight of the year အဝတ်စုတွေကိုပါတခါတည်းတင်းကြုံရောက်နိုင်မယ်အခွင့်အရေးတွေပါပဲခင်ဗျာဒီလောက်များပြားလာတဲ့အခွင့်အရေးတွေကချော်ချော်ပန်းကိုစောင့်ကြိုနေပါလိမ့်ခင်ဗျာအခုလိုအခွင့်အရေးမောင်းများစွာကို တိမ့်ကြုံရအောင်နိုင်ဖို့ကတော့အလက်ဆန်းဒါပန်တို့ကြောင့်အနိုင်ယူပြဖို့ပဲလိုပါတော့တယ်။ဒါကိုလည်းဗန်ကကောင်းကောင်းကြီးသိပါလေ။ဒါကြောင့်ဗန်ကလည်းပန်တို့ကြောင့်တတိယအချိန်မှာအလဲထိုးသွားမယ်လို့ပြောကြားထားခဲ့ပါခင်ဗျာ။ဒါမှမဟုတ်ငါးစီစလုံးစစ်ပွဲကြီးတစ်ခုလို့ရှင်းပြပြီးကစားသွားပါမှာတဲ့။လူတော်များများကကျွန်တော်ကိုပန်တို့ကြောင့်မနိုင်နိုင်ဘူးလို့ပဲပြောနေကြပါလေ။ကျွန်တော်ကအဲ့ဒီစကားကိုအာယုံကိုမထားခဲ့တာပါတဲ့။ကျွန်တော်ရဲ့ရှေ့ပွဲတွေတုန်းကလည်းလူတွေကဒီလိုပဲပြောခဲ့ကြတယ်လေ။ ဘရန်ဒန်ရိုင်ဘယ်နဲ့ပွဲတုန်းကလည်းအဲ့လိုပဲပြောခင်ချတာပါပဲကျွန်တော်ကအစင်သိမဖြစ်သေးဘူးအိမ်ဖြစ်ပါပဲလူစားဝင်ထိုးပြီးကောင်းကောင်းအကျိတ်ခံရမယ်ကောင်းလို့ပြောခင်ချတာပါပဲနောက်ဆုံးတော့ဘော်ဒီဖြစ်ပြက်ခဲ့လိမ့်မယ်ခင်ဗျားတို့အသိပါပဲဘရန်ဒန်ရိုင်ဘယ်ကိုကျွန်တော်ကနိုင်သွားတယ်လို့ဂျိုရှာဘန်ကပြောလိုက်ပါတယ်ကျွန်တော်ဘာလို့နိုင်လဲဆိုတာကျွန်တော်သိတယ်လို့ချန်ပီယံပန်တိုဂျာကလည်းကျွန်တော်ဘာလို့ပြနိုင်လဲဆိုတာကိုသူကောင်းကောင်းကြီးသိပါတယ်အဲ့ဒီပွဲနေမှာဘော်ဒီဖြစ်မလဲဆိုတာစောင့်ကြည့်လိုက်ကြပါဗျာပန်တိုဂျာကလည်းတောက်လျှောက်ချန်ပီယံကပတ်ကို ကာကွယ်ခဲ့သလိုသူဟာ USC Flyweight တန်းမှာလည်းအကြီးအကျယ်ဆုံးနဲ့အခမ်းအနားဆုံးကစားသမားတစ်ဦးဆိုတာလူတိုင်းကိုမေ့ကြည့်စရာမလိုပါဘူးဗျာလူတိုင်းသိပါတယ်ဒါကြောင့်ပဲသူ့ကိုပဲလူတိုင်းကနိုင်မယ်လို့ထင်တာကိုကျွန်တော်နားလည်ပါတယ်ဒါပေမဲ့လူတိုင်းမှာတော့သူ့အချိန်နဲ့သူရှိပါတယ်အခုကျွန်တော်ရဲ့အချိန်မှာပဲကျွန်တော်ရဲ့ထမ်းမှာပဲလို့ဂျိုရှော့ဘန်ကပြောကြားသွားပါတယ်ခင်ဗျာဂျိုရှော့ဘန်ကပန်တိုဂျောင်းကိုအနိုင်ယူပြပြီး Flyweight ကပ်ချန်ပီယံဖြစ်ဖို့ယုံကြည်မှုတရားရဂိုင်လုံးကြော်ရှိနေတယ်ဆိုတာကတော့အသေးစားပါပဲခင်ဗျာဒါကြောင့်လဲသူကယုံကြည်မှုရှိရှိနဲ့ အနိုင်ရဖို့အတွက်စူးစမ်းလေ့ကျင့်လို့နေပါတယ်။ဗန်ရဲ့ထိန်းတာချုပ်ွက်ဆရာကြီးတွေကလည်းတကယ့်ကိုပဲတိတ်တောင်းကြသွားပြီးဗန်ကဂရောင်းမှာရောက်နေခဲ့ရင်အပေါ်စီးကနေပန်တိုချာခေါက်ထိုးမဲ့ပုံစံကိုဘယ်လိုကာကွယ်ရမလဲဘယ်လိုရုံးထွက်ရမလဲဆိုတာတွေနဲ့ဘယ်လိုပြန်ချုပ်ရမလဲဆိုတာတွေကိုပါအချိန်ချင်းခါခါ practice လေ့ကျင့်လုပ်ဆောင်လို့နေခဲ့ပါပြီ။ပန်တိုချာရဲ့ပေါင်းဖော်ပေါင်းထုကွက်ထိုးကွက်တွေကလည်းတံပြန်နိုင်မှုနေ့စဉ်လေ့ကျင့်ပေးနေပါလေ။ဒါအပြင်ဘန်ကလည်းသူ့အားသာတဲ့ striking နဲ့လည်း KO နဲ့အနိုင်ယူဖို့ကိုလည်း boxing skill နဲ့ထိုးချက်တွေပုံမပြင်းထန်ပြီးထိရောက်မှုရှိအောင်ထပ်မံလေ့ကျင့်နေတာကိုလည်းတွေ့ရှိရပါတယ်ခင်ဗျာကဲပြီးတဲ့ကြည့်ဂျိုရှာဘန်ကပဲပန်တိုချာကိုဘလို့ရှင်ပြန်ထိုးတက်သွားမလဲပန်တိုချာကပဲကပတ်ကိုကာကွယ်နိုင်မလားဂျိုရှာဘန်ကပဲကပတ်ကြီးကိုရယူပြီးမှတ်တမ်းကောင်းတွေရေးထိုးနိုင်မလားဆိုတော့မိမိတို့ရဲ့အထင်မြင်ချက်ကလေးများကို comment box မှာရေးခဲ့နိုင်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ခင်ဗျာကျွန်တော်တို့ရဲ့ next youtube channel ကိုအပင်းနဲ့ပေးသက်ကြီးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်နောက်လာမယ့်အပတ်တွေမှာလည်းကောင်းတဲ့ကောင်းဆက်လက်ကြိုးစားတော့ပါမယ်ခင်ဗျာ။ Thank you for watching. Please like and do subscribe. Thank you. See you again.